ကျွန်းပိုင်ရှင်ကြီးဖြစ်လာမဲ့စကားပြောတတ်တဲ့မောင်ဖြည့်သည်လေကိန္ဒရီမင်းသမီးတို့ဇိုက်ခင်းကိုမြည်ရွယ်ပဲဖြည့်စီမိတဲ့အခါဘာရင်းဆက်ဖြစ်လာမလဲလုံးဝနဲ့ဖြည့်သည်တလုံးကနေဘီယင်ကြီးအဖြစ်ကိုဘလို့ရောက်ရှိသွားတယ်လေစေဝင်စားဖွဲ့ပေါ်ပါပြောရှင်ဖွဲ့ဇလန်းလီဖြည့်သည်ရာစာမင်းသားလေးချောင်းကိုကျမတို့နဲ့အတူရှူစားကြပါအောင်ရှင်ရှေးခါကဘန်တီပြည်ရဲ့တောင်ပိုင်းမှာစင်ရသားရွာလေးတစ်ရွာမှာ အလွန်စင်းရဲတဲ့စနီးမောင်နှံတို့ရှိတဲ့ ၎င်းရွာလေးမှာစီရင်သားစနီးမောင်နှံတို့ဟာတောထဲကအထင်းရရှာရင်ပင်ပန်းစီရဲစွာဘွားကိုဖျက်ဆီးကြပြီးနေမနာညမနာပဲနေတိုင်းအလုပ်လုပ်ကြရတယ်။ဘလောက်ပဲစီရဲစွာဘွားကိုဖျက်ဆီးကြပြီမယ်လေစနီးမောင်နှံတို့ဟာတီလာဇာရိတာကောင်းမွန်ကြပြီးစိတ်ထားကောင်းကြတဲ့ပြင်သူတပါးတို့ကိုအမြဲရိုင်းပြီးကူညီတတ်ကြတဲ့အဒီမုံမြတ်တဲ့စိတ်ထားလေးကြောင့်ပဲရွာသားတွေရဲ့ချစ်ခင်လေးစားမှုကိုခံကြရတယ်။ဒီနေ့မှာတော့စနီးဖြစ်သူဟာကိုဝင်ရှိလာတဲ့အခါမှာတော့ရွာသူရွာသားတို့ဟာစနီးမောင်နှံတို့ကိုအမြဲလာရောက်ကူညီပေး ေးကြတဲ့ဇနီးမောင်နှံတို့ကလည်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းကြတယ်။သို့တော်လည်းတနေ့မှကဆုံးမှုတွေက၎င်းဇနီးမောင်နှံတို့စီရောက်ရှိလာခဲ့ပါတယ်။ဂင်ဘုံဖြစ်သူဟာရုတ်တရက်ယောဂဝေဒနာခံစားရပြီးဇနီးဖြစ်သူကလေးမမွေးဖွားမီဒေဆုံးသွားရှာတယ်။ဂင်ဘုံဖြစ်သူဆုံးပါသွားတာကြောင့်ဇနီးဖြစ်သူဟာအလုံးဝမ်းနဲ့ချီခွဲရပြီးငကိုထက်ပိုပြီးဘဝကိုစီးရဲစွာဖြတ်သန်းခဲ့ရတယ်။ကိုရင်အရင်မှဖြစ်နေပေမဲ့အလုံးတော်ဝန်အလုံးကိုမိမိကိုယ်တိုင် လုပ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းသူစီးရဲမျိုးသမီးဟာ ကုသိုလ်ပါရမီထူတာကြောင့်ပစ္စေကဗုဒ္ဓဖျားလောင်းရဲ့ကိုဝင်တည်းကိုဆောင်ထားရတဲ့ကိုဝင်ထက်ကတည်းသားလေးဟာမိခင်ဖြစ်သူပြင်ပစီရတာကိုသိနေပြီးအကယ်၍မိမိဟာလူသားဖြစ်မိဖွားခဲ့ရင်မိခင်ဟာမိမိကိုပြုစုချွေးမွေးဖို့ဝတ္တရားပူလာကြတာကြောင့်ဘူပြီးစင်းရဲဒုက္ခခံစားရမှာဆိုတဲ့အတွက်တည်းသားလေးဟာစူတောင်းပြီးဖျဲတိစိမ့်လေးအဖြစ်မွေးဖွားလာတဲ့ဖျဲတိစိမ့်လေးဟာလူသားတယောက်လုံးအပြန်လန်စကားပြောနိုင်တာကြောင့်မိခင်ဖြစ်သူဟာအလွန်အံ့ဩခဲ့ရတယ်ဖျဲတိစိမ့် င်လေးဟာချစ်စရာပုံတံနဲ့တလက်ချက်ချတာကြောင့်မောင်ဖြဲတီလေးလိုအမိပေးလိုက်ပြီးနောက်မောင်ဖြဲတီလေးကိုကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးခဲ့တယ်။သူစင်းရဲ့အမျိုးသမီးရဲ့တာမောင်ဖြဲတီလေးဟာပြုစုဆောင်ရှောက်ရတာလွယ်ကူပြီးသမီးဟင်းတွင်ကျွေးစရာမလိုပဲအလိုလိုကြီးပြင်းလာပြီးတနေရာရာကိုသွားမယ်ဆိုရင်မောင်ဖြဲတီလေးကိုခြိသွာရုံမှာပဲတကယ်တမ်းတော့မောင်ဖြဲတီလေးဟာဖြဲတီစစ်စစ်မဟုတ်ပဲပါရမီကြောင့်မွေးကလေးကဖြဲတီထဲမှာပုံပိတ်မှန်လို့အလုံးခဏလာပါတဲ့နန်းဆောင်ရှိပြီး ီသုံးဖို့ရေဟာလဲအမြဲမခန်းချောက်ပဲရှိတဲ့အပြင်အပူအအေးများတာစွာနေထိုင်နိုင်တဲ့ကလေးလေးဟာဖြစ်သည့်တလုံးဖြစ်နေပြီမယ်စကားအပြောအဆိုဆက်ဆံရေးယဉ်ကျေးလိမ့်မှာပါနေတာကြောင့်ရသူရသားတို့ကဂိူနာတက်ပြီးတနာချခင်ကြတယ်။အောင်ဖြဲသည်လေးတို့တာမီတို့ဟာစင်းရဲပင်ပန်းပြီမယ်လွတ်လပ်ပျော်ရွှင်စွာဘဝကိုဖြတ်သန်းကြတဲ့ဇနီးခန့်ကြပြီးနောက်မိခင်ဖြစ်သူဟာအသက်အရွယ်အိုမင်းလာပြီးကိုတတိပြုမိသွားပြီးမိခင်ကြီးရဲ့ကြံရှိနေတဲ့ဘဝချိန်လေးကိုတသက်တသက်နဲ့အီချ ချမ်းစွာဖျက်တမ်းစေချင်တာကြောင့်မောင်ဖြဲသီးလေးဟာတခုခုလှုပ်ဖို့ဆုံးဖြတ်လိုက်တယ်။မောင်ဖြဲသီးလေးဟာမိမိစွမ်းတလောက်ကိုပါလှုပ်တခုလှုပ်ဖို့စတင်ရှောက်ဖွေတော့တယ်။အဲ့ဒီအခါမှာဆရာ white အမည်ရှိတင်ပေါ်ကုံတဲကြီးခေါင်းဆောင်နဲ့အခွဲဟာတခြားမျိုးစီကုံတဲသွားဖို့မိမိတို့တင်ပေါ်နဲ့အတူလိုက်ပါမယ်သူအများပြားကိုရှာနေတဲ့တဲ့င်းကိုကြားလိုက်တဲ့မောင်ဖြဲသီးဟာဆရာ white တို့အခွဲနဲ့အတူလိုက်ဖို့ဆုံးဖြတ်လိုက်ပြီးမိခင်ဖြစ်သူကိုတောင်းဆိုလိုက်တဲ့အခါမိခင်ဖြစ်သူကလည်းတင်ပေါ်ထီလိုက်ပို့ပေးခဲ့တယ်။အစပိုင်းမှာမိခင်ဖြစ် သူဟာသားလေးကိုစိတ်ပူပြီးမောင်ဖြဲသီးလေးကလူမဟုတ်တာကြောင့်တင်ပေါ်ပေါ်မှာသားလေးကြောင့်ခြားသူတွေဒုက္ခများမှာကိုစိုးရိမ်တဲ့မောင်ဖြဲသီးလေးကလည်းတင်ပေါ်လိုက်ဖို့စန္ဒာပြင်းပြနေတာကြောင့်မိခင်ဖြစ်သူကလည်းနောက်ဆုံးမှသားလေးရဲ့စန္ဒာကိုလိုက်လျောပြီးခဲ့ပြီးမောင်ဖြဲသီးလေးကိုတင်ပေါ်ပေါ်မှချီတင်ပေးခဲ့တယ်။ကစက်ထဲမှာပဲသားလေးကိုတင်ပေါ်နဲ့တူလိုက်ပါဖို့ကုံတဲကြီးဆရာဟွိုက်ကိုအနံခဲ့တယ်။အစမှလည်းကုံတဲရီအဖွဲဟာမောင်ဖြဲသီးလေးကိုတင်ပေါ်ပါလိုက်ဖို့ကန့်ကွက်တဲ့အပ ြင်တပြည့်တည်းသလုံးသာဖြစ်ပြီးလူလိုကုန်းတဲ့အလုံးလုံးချင်းနေဆိုတာပြည့်ရဲ့ခဲ့ရကြတဲ့ ဒါပေမဲ့လေမောင်ဖြဲသီးလေးမိခင်ရဲ့ခခရရတောင်းဆိုမှုကြောင့်ကုံတဲကြီးဆရာဟွိုက်ကလည်းတနာကျူနာစေးဖြစ်သွားပြီးမောင်ဖြဲသီးလေးကိုတင်ပေါ်နဲ့လိုက်ပါဖို့ခွင့်ပြုလိုက်တဲ့အဲ့ဒီနောက်ကုံစီအပြည့်တည်ဆောင်ထားတဲ့ဆရာဟွိုက်တို့တင်ပေါ်ကြီးတွေဟာဘိုင်ယန်တီပြည်ကနေထွက်ခွာလာပြီးဦးနီယံမြောင်းတဲ့နေ့မှာတော့ကျွန်းကြီးတကျွန်းစီရောက်သွားခဲ့တယ်။ကျွန်းကြီးမှာတင်ပေါ်ဆိုင်ကြပြီးနောက်ကုံတဲတွေဟာခဏအနားယူကြရင်ဇာနယ်ရခါတွေဖြစ်တင်းနေတဲ့အချိန်မှာမောင်ဖြဲသီးဟာလည်းတင်ပေါ်နောက်လိုက်တွေနဲ့သူ ရေခတ်ပို့လိုက်ပါသွားခဲ့တယ်။မောင်ဖြဲသီးလေးကကျွမပဲတီးပင်စားပင်တွေကိုစိုက်ပြီးနေခဲ့ဖို့ဆုံးဖြတ်ပြီးဆရာဟွိုက်စီအကျိုးအကြောင်းပြောခဲ့တယ်။အစပိုင်းမှာတော့ဆရာဟွိုက်ကမောင်ဖြဲသီးကိုသဘောမတူပေမဲ့မောင်ဖြဲသီးလေးရဲ့ပြစ်သားတဲ့တောင်းဆိုမှုကြောင့်ခွင့်ပြုပေးခဲ့တယ်။ဆရာဟွိုက်ကလည်းမောင်ဖြဲသီးလေးအတွက်လိုအပ်မဲ့ရိတ်ခါလေးတွေနဲ့တီးတီးမျိုးစေ့တချို့ကိုထားပေးခဲ့ပြီးခီးဆက်ဖို့ထွက်ခွာခဲ့တယ်။မောင်ဖြဲသီးလေးကျွန်းပေါ်တီးတန့်ကြံခဲ့တဲ့အခါမှာတော့မောင်ဖြဲသီးလေးဟာဖြဲသီးလုံးထဲကအရင်က ကိုချောမောပြီးနှစ်သားတစ်ပါးလေးလိုအရှင်သစာပြေဆုံးနဲ့တက်ဆင်းနှစ်အရွယ်လူငယ်တံအဖြစ်ထွက်လာခဲ့တဲ့မနက်မိုးလေးနဲ့ခါမှာတော့ဖျဲတီမင်းသားလေးဟာမြေတွေကိုရှင်းလင်းပြီးတီးနှံတွေစိုက်ပျိုးဖို့စတင်လိုက်တော့တယ်။စပားနဲ့ကောက်ပေးတီးနှံစိုက်တဲ့အပြင်ရဲတီးတွေကိုအထူးကစိုက်ပျိုးပြီးကျွန်းတကျွန်းလုံးစိုက်ခင်းအပြည့်စိုက်ပျိုးခဲ့တယ်။ကျွန်းပေါ်မှာသုံးလကြာပြီးနောက်မှာတော့ဖျဲတီမင်းသားလေးရဲ့စိုက်ခင်းဟာတီးနှံတွေဟာရိတ်သိမ်းဖို့မဲ့နေတဲ့တရက်မှာတော့ဖျဲတီမင်းသားလေးစိုက်ခင်းတဲ့မှာ မှာရောက်နေတဲ့အချိန်ကောင်းကင်ကနေကင်နီမင်းသမီးခုနှစ်ဖော်ဟာရောက်ရှိလာခဲ့တယ်။၎င်းကင်နီမင်းသမီးတို့ဟာ Cryret တောင်ပါရှိတဲ့ကျွန်းတွဲပြည်ကနေဥထုံဖွန်မင်းကြီးရဲ့သမီးတော်တွေဖြစ်တဲ့ကင်နီမင်းသမီးခုနှစ်ဖော်တို့ဟာ6လပြည့်တိုင်းကျွန်းပေါ်ဆင်းလာကြပြီးရေကစားလေးရှိကြတယ်။ကင်နီမင်းသမီးတို့ဟာခါတိုင်းလိုပဲရေကစားဖို့ကျွန်းပေါ်ရောက်လာတဲ့အချိန်မှာတော့ကျွန်းတကျွန်းလုံးတီးပင်စားပင်အပြည့်နဲ့ဆူပြေနေတာကိုတွေးလိုက်ရတာကြောင့်အံ့ဩသွားတဲ့ကင်နီမင်းသမီးလေးတွေဟာကျွန်းပေါ် ေါ်မှာလူနေထိုင်တာမရှိခဲ့ဘူး။ဒါကြောင့်အသီးပင်တွေဟာလည်းအလိုလိုပေါက်နေတာပဲလို့ထင်ထားခဲ့တယ်။အဲဒါကြောင့်ကင်နရီမင်းသမီးတို့ဟာအမှုမဲ့နေမိကြပြီးဆိုက်ခင်းတွေပေါ်မှာစောကစားရင်းအသီးပင်နံတွေပေါ်တနေမိကြတဲ့။အဲဒီနောက်ကင်နရီမင်းသမီးလေးတို့ဟာရေမစားခင်မိမိတို့ရဲ့အတောင်ပံတွေချွတ်ထားရပြီးကုန်းပေါ်မှာတင်ထားချိန်မှာအိုးမွားများမထက်အောင်ဖြည့်သည့်ရွက်တွေကိုခူးလာကြပြီးချွတ်ထားတဲ့အတောင်ပံလေးတွေအောက်ဖြန့်ခင်းလိုက်ပြီးမှရေကစားခြင်းခဲ့တယ်။ကင်နရီမင်းသမီး ီလေးတို့ရေကစားနေချိန်မှာပဲမောင်ဖြဲတီဟာစိုက်ခင်းတွေကိုလဲ့လေကြည့်နေရင်မိမိစိုက်ခင်းတွေပျက်စီးနေတာကိုတွေ့လိုက်တဲ့အဲ့ဒီနောက်မောင်ဖြဲတီကလည်းစိုက်ခင်းတွေပါကြောင့်ပျက်စီးတယ်လေအကြောင်းရင်းရှာတဲ့ချိန်မှာတော့ရောရှင်စွာရေကစားနေကြတဲ့ဂိန္ဒရီမင်းသမီးညီမတွေကိုတွေ့လိုက်ရပြီးမင်းမဝေးမှလည်းမိမိစိုက်ထားတဲ့ဖြဲတီပင်ရဲ့အရွက်တွေကိုတောင်ပံအောက်တွေခောက်ခုခင်းထားတာကိုလည်းတွေ့လိုက်ရတယ်မောင်ဖြဲတီဟာအလွန်စိတ်ဆိုးသွားပြီးဂိန္ဒရီညီမတွေဟာမိမိစိုက်ခင်းကိုဖျက်ဆီးလိုက်တယ် လို့မှတ်တင်လိုက်ပြီးမိမိမှာရှိတဲ့မော်အစွမ်းနဲ့အေယာမဖျက်ကြီးတလုံးကိုဖန်တီးကဂိန်နရီတို့ရဲ့အတောင်ပံပေါ်သို့တက်ဖြီထားလိုက်တဲ့ဂိန်နရီမိသမီးတို့လာရင်အတောင်ပံတွင်မယူနိုင်အောင်မောင်ဖျက်တီဟာမိမိဖန်တီးထားတဲ့ဖျက်တီကြီးထဲဝင်သွားပြီးအလေးချိန်လေးတစ်ထပ်လေးအောင်လုံးလိုက်တဲ့ညနေစည်းစာရောက်ချိန်မှာတော့ဂိန်နရီမိသမီးညီမတို့ဟာရေကစားပြီးတဲ့နောက်အကုန်းပေါ်တက်လာချိန်မိမိတို့အရက်ကိုပြန်ချဖို့အတောင်ပံတွေကိုရှာတဲ့အချိန်မှာတော့ပျောက်ဆုံးနေခဲ့တဲ့အတောင်ပံတွေကိုတကျွန်းလ ုံးပတ်ရှာရင် အေယမဖြဲဒီကြီးရဲ့အောက်မှာရောက်နေတာကိုတွေ့ခဲ့ရတယ်။ပင်နရီမိသမီးတို့ကလည်းရှိသမျှအီအာလေးနဲ့ဖြဲဒီကြီးကိုမဖို့ကြိုးစားပေမဲ့ဖြဲဒီကြီးကအလွန်လေးလံတာကြောင့်မလို့မရခဲ့ပါဘူး။ပင်နရီမိသမီးတွေအတောင်ပံယူဖို့အင်တိုင်းအားတိုင်းကြိုးစားပြီးနောက်အလွန်မောပန်းပြီးချိန်မှာတော့မောင်ဖြဲဒီဟာကင်နရီမိသမီးတို့ဟာမိမိစိုက်ပျိုးပြီးရိတ်သိမ်းဖို့ဖြစ်နေတဲ့ဒီနန်စိုက်ခင်းတွေကိုဖျက်ဆီးလိုက်တယ်ဆိုပြီးကင်နရီမိသမီးတွေကိုတတိပေးပြောလိုက်တဲ့ကင်နရီမိသမီးတို့ ို့ကလည်းမိမိတို့ဟာပိုင်ရှင်မရှိတဲ့စိုက်ခင်တင်လို့ဖြစ်စီမိတာကိုတောင်းပန်စကားဆိုကြတယ်။မောင်ဖြဲသည်လေးကလည်းစိုက်ခင်ပျက်စီးသွားတာကြောင့်မကြေအေးနိုင်ကြောင်းပြန်ပြောတဲ့မောင်ဖြဲသည်ဟာပျက်စီးသွားတဲ့စိုက်ခင်နေအတွက်ဂိန္ဒရီမင်းသမီးတွေစီကယောကျေးတောင်းခံလိုက်တဲ့ဂိန္ဒရီမင်းသမီးတို့ကလည်းစိတ်မကောင်းဖြစ်သွားပြီးယောကျေးအတွက်ဖခင်ဖြစ်သူဥထုဖုံမင်းကြီးထံအကြောင်းကြားရန်သွားခြင်းကြောင့်အခွင့်အရေးတောင်းဆိုခဲ့တယ်။မောင်ဖြဲသည်ကလည်းသဘောတူလိုက်ပြီးဂိန္ဒရီအတောင်ပံတွေကိုပေးလိုက်ပြီးမ မဲ့ငင်းဆုံကိနရီမင်းသမီးလေးကိုကျွမ်းမနေခဲ့ဖို့ပြောခဲ့တယ်။ကိနရီမင်းသမီးနဲ့မောင်ဖြည့်သီးတို့ဟာသဘောတူကြပြီးအငင်းဆုံကိနရီမင်းသမီးလေးကိုနှုတ်ဆက်ကကောင်းကင်ပေါ်ကိုပြန်သက်သွားခဲ့ကြတယ်။ကိနရီတို့ရဲ့ဘုံဌာနဖြစ်တဲ့ကျွမ်းကျွဲပြည်ကိုရောက်သွားပြီးတဲ့နောက်ဟာခင်ဖြစ်သူဥထွန်းဖုံကိုကိနရီမင်းသမီးတို့ကအကျိုးအကြောင်းတွေပြောပြလိုက်တဲ့ဟာခင်ဖြစ်သူကလည်းမိမိသမီးတော်တွေရဲ့ပေါ်ဆမှုကြောင့်ဘာသူဥစ္စာပစ္စည်းဆုံးရှုံးသွားတာကိုရှုံချလိုက်ပြီးပြဿနာများချီအီအောင်အကောင်းဆုံးဖြစ် ထိရှင်ပေးရမည်ဖြစ်ကြောင်းပြောခဲ့တယ်။ဥထုံဖုံမင်းကြီးဟာယတနာတင်ပေါ်ခုနှစ်စီးကို ပြင်ဆင်စေပြီးခုနှစ်စီးမြောက်တင်ပေါ်ကြီးပေါ်မှာတော့အလွန်ခမ်းနားထဲဝါတဲ့ရွှေပြတ်တန့်နန်းဆောင်ကြီးကိုတိဆောက်စေကအဖို့တန်ယတနာတွေနဲ့စီချေထားတဲ့အဲ့ဒီနောက်ဥထုံဖုံမင်းကြီးနဲ့တမီတော်ကိန်နရီတို့ဟာအချွေရံများနဲ့အတူတင်ပေါ်ခုနှစ်စီးကို မောင်ဖြဲတိလေးနေတဲ့ကျွန်းစီဆက်ရောက်လာကြတယ်။ဥထုံဖုံမင်းကြီးကမောင်ဖြဲတိကိုမိမိတမီတော်တွေရဲ့မစင်မချင်းလုံရက်အတွက်တောင်းပန်ကြောင်းနဲ့ဘိုးအခါရ ောကြီးအဖြစ်ယတနာတင်မောကြီးတွေကိုလက်ခံစီခြင်းကြောင့်ပြောကြားလိုက်တဲ့မောင်ဖြည့်တီလေးကလည်းမင်းကြီးရဲ့တောင်းပန်မှုကိုလက်ခံလိုက်ပြီးပြတနာတွေကိုကြည်အေးပေးခဲ့ပြီးနောက်ငွေဆောင်ကိန်နရီမင်းသမီးလေးကိုဖခင်ထံပြန်လဲအနံပေးခဲ့တယ်။ကိန်နရီမင်းသမီးလေးများနဲ့ဖခင်တို့ဟာမောင်ဖြည့်တီလေးကိုနှုတ်ဆက်ပြီးနောက်အချွေရန်တွေနဲ့မိမိတို့ဘုံဌာနအတီးတီကိုစီအေးချမ်းစွာပြန်ခဲ့ကြတယ်။အလုံးပြန်သွားပြီးအချိန်မှာတော့မောင်ဖြည့်တီဟာဖြည့်တီနန်းဆောင်ထဲကနေအပြင်ကိုထွက်လာပြီးယတနာတင်မောကြီးတွေကိုလက်ပတ် က်ချင်ရင်ရွှေပြတ်တန်လမ်းဆောင်ရှိတဲ့တမောကြီးထဲဝင်သွားပြီးတဲ့နောက်ပြတ်တ်ထဲမှာစေအေးလက်အေးအိပ်ပျော်သွားရာသုံးရက်ခန့်ကြာသွားခဲ့တယ်။အဲဒီနောက်မှာတော့ဆရာဟွိုက်တိုကုန်တဲ့တမောကြီးတွေဟာမောင်ဖြဲတိရှိရာကျွန်းစီတဖန်ရောက်လာကြတဲ့ဆရာဟွိုက်နဲ့အဖွဲတို့ဟာယတနာတွေစီချေထားတဲ့တင်ပေါ်ခုနစီကျွန်းကန်းဆက်တစ်ခုလုံးပြည့်နှက်နေတာကိုတွေ့လိုက်တဲ့အခါမှာတော့အလွန်အံ့ဩခဲ့တယ်။ဆရာဟွိုက်တိုကုန်တဲ့အဖွဲရောက်ရှိနေတာကိုသိလိုက်ရတဲ့မောင်ဖြဲတိဟာအတန်းကြာစဉ်းစားပြီးတဲ့နောက်မှာ တော့လူသားတရံနဲ့ပဲရွှေပြားတက်နန်းဆောင်ကနေထွက်လာပြီးဆရာဟွိုက်တို့အဖွဲ့ကိုကျိုးဆိုဖို့ဆုံးဖြတ်လိုက်တယ်။ဆရာဟွိုက်နဲ့အဖွဲ့ကိုမောင်ဖြဲတီလီကကျိုးဆိုပွဲလုပ်ပေးပြီးမိမိရဲ့ဖြစ်ပျက်အကြောင်းစုံကိုပြောပြခဲ့ပြီးမိမိဟာဆရာဟွိုက်ဒီကျွန်းပေါ်နေဖို့ခွင့်ပြုပေးတယ်။မောင်ဖြဲတီဖြစ်ကြောင်းဝန်ခံလိုက်တဲ့ချိန်မှာတော့ဆရာဟွိုက်နဲ့အဖွဲ့သားတို့ဟာအယံအံ့ဩသွားခဲ့ကြတယ်။ဆရာဟွိုက်နဲ့အဖွဲ့သားတို့ဟာလည်းမောင်ဖြဲတီရဲ့ကြိုးစားမှုကြောင့်စီးစိမ်အောင်စားရရရှိခဲ့တာကိုချီးကျူးပြောဆိုခဲ့ကြတယ်။ ူဆိုပွဲကျင်းပပြီးကြတဲ့နောက်မှာတော့အောင်ဖြဲတီဟာဆရာဝှိုက်တို့အဖွဲ့သားနဲ့တူတင်ပေါ်ပေါ်လိုက်ပါဖို့ခွင့်ပြုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့မိမိရရှိခဲ့တဲ့ရွှေရတနာတွေကိုဆရာဝှိုက်နဲ့အဖွဲ့သားတို့ဘိုးရီပေးခဲ့တဲ့အဆက်သေးမှပဲမောင်ဖြဲတီဟာဆရာဝှိုက်တို့အဖွဲ့နဲ့တူမြို့တော်ကိုပြန်လိုက်သွားဖို့တောင်းဆိုတဲ့ဒါပေမဲ့မောင်ဖြဲတီဟာဘယန်နတီပြည်မှာနေထိုင်နေတဲ့သူတွေမိမိရဲ့ရုပ်မှန်ကိုမပြချင်သေးတာကြောင့်ဆရာဝှိုက်နဲ့အဖွဲ့သားကိုမိမိရဲ့ရုပ်မှန်ကိုလိဝတ်ထား ပေးဖို့တောင်းဆိုခဲ့ဆရာဟွိုင်းနဲ့အဖွဲ့တို့ကလည်းမောင်ဖြဲတီရုံမှန်ကိုလေဝတ်ချပေးဖို့ကတိပေးလိုက်တဲ့အဒီနာမောင်ဖြဲတီဟာလည်းဒေသနာတင်ပေါ်90ရို့ကိုဆရာဟွိုင်းဦးစီးစေခဲ့ပြီးနောက်ဖြဲတီထဲကနန်းဆောင်ထဲပြန်နေခဲ့တယ်။တင်ပေါ်ကြီးတွေဟာတမုတ်တရားကိုဖျက်ချော်ပြီးဘာယနတီပြည်ကိုရောက်ရှိချိန်မှာတော့မြို့ထဲရှိလူတွေဟာယတနာတင်ပေါ်ကြီးတွေနဲ့ရွှေပြတ်တန်နန်းတော်တင်ပေါ်ကြီးရဲ့ခနာထဲဝါမှုကိုတည်ချပြီးတဲ့နောက်လူတွေဟာကန့်ဆက်အပြစ်လာရောက်ကြည့်ရှုကြတဲ့အဒီ ့ချိန်မှာပဲမောင်ဖြဲတီးရဲ့မိခင်ကြီးဟာမိမိသားဖြစ်သူပြန်လာတဲ့အကြောင်းကိုကြားသိရပြီးနောက်ကန်ဆက်ကိုရောက်ရှိလာပြီးမေအသက်အရွယ်အိုမင်းပြီးစီးရဲသူဖြစ်တဲ့အတွက်အေပဝင်းချင်းလူတွေဟာအနာမကနိုင်အောင် မိခင်အိုကြီးကိုသွန်ဖယ်ကြတဲ့မောင်ဖြဲတီးလည်းမိခင်ကြီးအနိုင်ချင်းခံရတာကိုသိပြီးတဲ့နောက်မှာတော့ဆရာဟွိုက်ကိုအကူအညီတောင်းပြီးမိခင်ကြီးကိုရွှေပြတ်တဲ့နန်းချောင်းတင်ပေါ်ပေါ်စီ ခေါ်ဆောင်စေခဲ့တယ်ဆရာဟွိုက်လည်းမိခင်ကြီးကိုတင်ပေါ်ပေါ်ခေါ်ဆောင်လာပြီးသားမိတွေဟာ ပျော်ရွှင်ချမ်းသာစွာရွှေပြတန်းနန်းဆောင်ထဲနေခဲ့ကြတယ်။အဲ့ဒီချိန်ကဆရာပီးဆရာဝိုင်းနဲ့အဖွဲကလည်းယတနာတိမောကြီးတွေကိုကောင်းမွန်စွာဆောင်းလျှောက်ခဲ့ကြပြီးမောင်ဖြဲတီနဲ့ဆရာဝိုင်းတို့အဖွဲသားတွေဟာမိစေအဆွေရင်းချာတကယ်တို့ကောင်းမွန်နဲ့ဆက်ဆံရေးရှိကြတယ်။တွေ့ကြလာပြီးနောက်မောင်ဖြဲတီလေးဟာလည်းအရွယ်ရောက်လာပြီးခြားသူတွေလိုချင်ဖို့ရှိချင်ခဲ့တယ်။မောင်ဖြဲတီကမိခင်ကြီးထံတစ်ဖက်တိုင်းပြည်ကရာချာဘီယင်ကြီးရဲ့သမီးနန်းထီလာကို တင်တောင်းပေးဖို့ပူဇော်တဲ့မိခင်ကြီးက လည်းတားရဲ့တောင်းဆိုမှုကိုမငင်းပယ်ပဲတင်တောင်းဖို့ယတနာပစ္စည်းအတွေ့အတွေ့ကိုစစ်ဆင်လိုက်ပြီးနောက်မင်းသမီးနန်းတော်ထဲကိုဝင်သွားခဲ့တယ်။နန်းတော်ထဲရောက်ရှိချိန်မှာတော့မိခင်ကြီးဟာမိမိသားလီဟာဖြစ်တီဖြစ်နေပေမဲ့သားလေးကြောင့်မိမိဟာဘယ်တော့အခါမှစီစင်းရမှုမရှိကြောင်းဒါပြေမောင်ဖြစ်တီလေးဟာကိုပါရဲ့ချင်းနဲ့အုံစီလုပ်ငန်းတွေလုပ်ကင်တက်တာကြောင့်အခုလိုချမ်းသာစွာနေထိုင်နိုင်နေဆိုတဲ့အကြောင်းဘီယင်ကြီးကိုရှောက်တင်ခဲ့တယ်။ဘီယင်ကြီးကလည်းအထင်သေးပြည့်ရပြုမဲ့စာမောင်ဖြစ်တီလေးရဲ့အရေးချင်းကို ချစ်ချူလိုက်ပြီးပြည်တည်ဖြစ်ပေမဲ့လူသားကဲ့သို့စိတ်တဘောထားပြေဝကြောင်းစတဲ့ထူးခြားတဲ့အရေးချင်းရှိကြောင်းအောမိကြောင်းပြောကြားခဲ့တယ်။လူသားကဲ့သို့စီးဆဲဥစ္စာရှာဖွေဆူဆောင်းတတ်ပြီးမိန်းသမီးလေးကိုလည်းတင်းတောင်းတင်းတဲထားနိုင်လာကြောင်းဘယင်ကြီးဟာမိမိသမီးနဲ့မောင်ဖြဲတီးကိုသဘောတူလိုက်တဲ့။ဟုတ်ပေမဲ့လည်းဘယင်ကြီးကတင်မောစိကနေနန်းတော်အထိခုနှစ်ရက်အတွင်းရွှေတံတားတစင်းကိုပြည့်အောင်စောင်းဖို့မောင်ဖြဲတီးကိုတောင်းဆိုလိုက်တဲ့။မောင်ဖြဲတီးဟာဘယင်တောင်းဆိုမှုကိုလက်ခံလိုက်ပြီးနောက်သုံးလုံး ်မသွားဘဲစိတ်တည်ငြိမ်စွာနဲ့ရွှေတရာကြီးကိုစောက်ဖို့လုပ်ငန်းစီစဉ်ကို စတင်ခဲ့တယ်။မောင်ဖြဲသည်ဟာဆရာဟွားရဲ့ဆွေမျိုးမိတ်ဆွေတွေကိုပါတရာကြီးစောက်ဖို့ခေါ်ဆောင်စီပြီးအလုံးကလည်းမောင်ဖြဲသည်ရဲ့မိတ်ဆွေကောင်းဖြစ်တဲ့အတွက်ဒီကြားလုံးအင်တိုက်အားတိုက်နဲ့ကူညီခဲ့ကြတယ်။ခွဲသားနဲ့ရွာသားတွေဟာတရာတင်မောပေါ်ကနေရွှေတွေကိုယူဆောင်လာကြပြီးတရာဆောက်တဲ့အခါမှာတော့ဘလောက်ပဲရွှေတွေထုတ်တယ်ပါစေရောသွားတယ်ဆိုတာမရှိခဲ့ပါဘူး။အဲဒါကြောင့်ရွှေတရာကြီးဟာလည်းအချိန်မီတိဆောက်ပြီးစီ ီးသွားခဲ့တယ်။ဘယင်ကြီးကလည်းကန်ဆက်ကနေနန်းတော်ထိရွှေတရာကြီးပြီးစီးခဲ့တာတီးတော့အန်အောချီကျူးစကားပြောလို့မဆုံးဖြစ်ခဲ့တယ်။ဘယင်ကြီးကမင်းသမီးနဲ့မောင်ဖြဲတီးကိုသဘောတူတယ်ဆိုပေမဲ့မိမိရဲ့သမီးဖြစ်သူဇနကိုလည်းအလေးထားပြီးမိမြန်လိုက်တဲ့အခါမှာတော့မင်းသမီးလေးနန်းထီလာကလည်းမောင်ဖြဲတီးကိုအထင်သေးပြည့်ရဲမပြူပဲမောင်ဖြဲတီးနဲ့လက်ချက်ဖို့သဘောတူလက်ခံခဲ့တယ်။မင်္ဂလာပွဲဟာကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပြီးအားလုံးကလည်းသူတို့သားနဲ့သူတို့သမီးကိုကောင်း ောကြီးဩပါပေးကြတဲ့တဲ့မင်္ဂလာပွဲကိုလည်းရပ်ပေါင်းမနေညစဉ်ကျင်းပပေးခဲ့တဲ့မင်္ဂလာပွဲကြီးကျင်းပပြီးဆုံးခဲ့တဲ့နောက်မှာတော့မောင်ဖြဲတီကမိမိစနီမင်းသမီးနန်းထီလာဟာမိမိချမ်းသာကြွားမှုကြောင့်လက်ထက်လေခဲ့သလားဆိုကအကဲခတ်နေခဲ့တဲ့ဒီလိုနဲ့အချင်းအကြာကြီးအတူတကွနေလာပြီးတဲ့နောက်မှာတော့မောင်ဖြဲတီဟာမင်းသမီးလေးဟာတကယ်ပဲမိမိကိုစေရင်တချင်းမေတ္တာတွေဟာပြောင်းလဲမသွားပဲရှိနေတာကိုသိခဲ့ရတယ်။ဇနီးဖြစ်သူရဲ့စည်ရင်းကိုမှန်ကန်စွာသိခဲ့ ဲ့ပြီးတဲ့နောက်မောင်ဖြဲသည်ဟာမိမိရဲ့မူလတတံကိုပြလိုက်တဲ့အခါမှာလည်းမိသမီးလေးဟာပျော်ရွှင်စွာနဲ့ဖြဲသည်ဖြစ်တုန်းကဘဝလိုပဲပြောင်းလဲရှိ မောင်ဖြဲသည်ကိုချစ်ချင်းမေတ္တာနဲ့နှွေးထွေးစွာရှိနေခဲ့တဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေကြောင့်ပဲမောင်ဖြဲသည်နဲ့မိသမီးလေးတို့ဇနီးမောင်နှံဟာနေ့တိုင်းပျော်ရွှင်စွာစိတ်ချမ်းသာနေကြတဲ့မောင်ဖြဲသည်ဟာမိသမီးလေးရဲ့စိတ်တဘောထားကိုသိရှိရပြီးနောက်မှာလည်းမိသမီးလေးမိဘတွေရဲ့တမတ်အပေါ်ထားရှိတဲ့စည်ရင်းတဘောထားကိုသိချင်တာကြောင့်ဒီနေ့မှာတော့ ော့မောင်ဖြဲသည်လေးဟာမင်းသမီးလေးနဲ့တိုင်ပင်ပြီးမင်းသမီးလေးကိုဖြဲသည်ထဲဝင်နေခိုင်းလိုက်ပြီးမိမိကအပြင်ကဖြဲသည်လုံးပေးမှအိတ်လိုက်ရင်ဘာရီဆက်ဖြစ်မလဲဆိုပြီးဇနီးမောင်နှံတို့ကအစီအစဉ်ဆွဲကြတဲ့အဲ့ဒီနောက်အစီအစဉ်အတိုင်းအိတ်ချပြီးမနှံ့မိုလင်းခြင်းပုံမှန်တိုင်းအိတ်ရလာနိုးနေကြအချွေရံတွေကမောင်ဖြဲသည်နဲ့မင်းသမီးတို့နန်းဆောင်ထဲဝင်ခဲ့ချိန်မှာတော့အလွန်ချုံမောတင့်တယ်တဲ့ရုပ်အစင်းနဲ့မင်းသားတပါးဟာဘေးမှာဖြဲသည်တလုံးချထားတာကိုပဲညင်ရပြီးမင်းသမီးလေးပျောက်နေတာကို သိခဲ့ကြတယ်။အကြောင်းဆောင်ကိုအချွေရန်တို့ကဘီရင်ကြီးကိုရောက်တင်ခဲ့ချိန်မှာတော့ဘီရင်ကြီးဟာမောင်ဖြည့်တီရဲ့မိခင်နဲ့အတူမောင်ဖြည့်တီတို့ရှိရာလမ်းဆောင်ကိုလိုက်သွားခဲ့တယ်။ဘီရင်ကြီးနဲ့မောင်ဖြည့်တီမိခင်တို့ဟာအလွန်အံ့ဩသွားပြီးဘာကြောင့်ရုပ်ရည်ချုံမောတဲ့မိသားဟာတမီးတော်တို့အခန်းမှာရောက်နေပြီးတမီးဖြစ်သူကဘယ်ရောက်နေတယ်လို့မေးလိုက်တဲ့အချိန်မှာတော့ရဲတီမိသားလေးကမိမိဟာမိခင်အိုကြီးရဲ့သားဖြစ်ကြောင်းနဲ့ဘီရင်ကြီးရဲ့တမတ်ဖြစ်ကြောင်းပြောလိုက်တဲ့အခါဘယ်သူမှမယုံကြည်ကြပါဘူး။ဘာကြောင့် င်းလဲဆိုတော့ဖြည့်တီမင်းသားဟာဖြည့်တီတာဖြစ်ကြောင်းမယူထားတဲ့အတွက် ဖြည့်တီမင်းသားဟာမိမိရဲ့မော်ဆွမ်းကိုသုံးပြီးဖြည့်တီလုံးထဲကတကားပေါက်ကိုဖြင့်စေခဲ့တယ်။အဲ့ဒီအခါဖြည့်တီလုံးထဲမှာစိတ်ချမ်းသာစွာအိပ်ပျော်နေတဲ့မင်းသမီးလေးကိုတွေ့လိုက်ရတဲ့အချိန်ဘယင်ကြီးနဲ့မိခင်အိုကြီးတို့ဟာအလွန်အံ့ဩသွားပြီးမိခင်အိုကြီးကလည်းသားမျက်နှာကိုပထမဆုံးမြင်တွေ့လိုက်ရတဲ့အတွက်အယံဝန်းတာခဲ့တယ်။အဲ့ဒီအချိန်ကစပြီးမောင်ဖြည့်တီဟာမိမိမူလတံတန်းကို မပိတ်ပင်တော့ဘဲအဲ့ဒီနောက်မှာတော့ဘယင်ကြီးဟာဖြည့် သည်မင်းသားလေးကိုဖျက်သည်ရာဇာမင်းဖြစ်တင်မြောက်ပြီးမင်းသမီးလေးကိုလည်းဤဖျားကြီးဖြစ်အတီးတီးတင်မြောက်ပေးခဲ့ပြီးနောက်တိုင်းပြည်ကိုအေချမ်းတရားစွာအုပ်ချုပ်စေခဲ့တယ်။ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဖျက်သည်ရာဇာမင်းသားလေးအကြောင်းပဲဖြစ်ပါတယ်။ကဲ၍အချက်လက်များလွှဲမှချင်းတို့မဟုတ်ကြန့်ရှိခဲ့သည်ရှိသောကျမတို့ဖွဲ့သားများမှတောင်းပန်အပ်ပါတယ်။တကယ်ချင်းတို့ဒီဇလန်လေးများကြိုင်းနေတတ်ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ 것